အခုခေတ်လူငယ်ကြောင်းဗဂျီဖုန်းကိုသိကြမှာလေသိနေပြီးတော့ Facebook နဲ့ဖုန်းနဲ့ပဲဒီတုံးနေကြတဲ့ပုံမှာအရင်တော့အာတချို့ဆိုရှားနေမှမနေ့တနေ့ကမှဈေးရောက်ပြီးတက်လာတာတော့မနေ့တနေ့ကမှနောက်ပေါက်ကတက်လာသူတော့ရပြစ်ပြီးတော့အဆုံးမော့ကွယ်တိလာဗဂျီတို့ဝင်မှာတကယ်ဗဂျီတို့လောက်ခဲ့တသန်စိတ်ဆုနစ်ကိုမကတော့ဗီဒီယိုတစ်ခေတ်တော့ဆိုလို့ရှိရင်ဟိုအရရဆုံးနဲ့မှပါပြီးစကဲမင်းမီနေရမှာဆိုအရရဆုံးနဲ့မှပါအာဦးလူမင်းနဲ့ဆိုလို့ရှိလို့ရှိရင်လည်းမိမဖြစ်လိုက်သာသမီဖြစ်လိုက်ပေါ့အဲ့လိုအများကြီးပေါ့နော်ဟိုဒုတိယမင်းမီနေရဆို ရှင်ပကြီတို့စမျက်နိုးဦးတို့ဘိုးအိမ်တို့အရင်တော့ဆိုလို့ရှင်ထိုက်စုဝင်းတို့ဓာတ်ဆိုပကြီတို့ပကြီတို့တန်းနေရဆိုတော်တော်လေးကိုရိုက်ခဲ့ရဗီဒီယိုတစ်ခစ်ဆိုလို့ရှင်ပြီးတော့အဲ့လိုဟိုဘက်ကားခုတ်လိုက်ဒီဘက်ကားခုတ်လိုက်အဲ့လိုမျိုးရိုက်ခဲ့ရပါတော့နော်ချွေကြလဲမမှတ်မိရပကြီတို့အသက်ရွယ်ပိုင်းကြတော့လဲတချို့ရတိရအခုလူငယ်ကြတော့လဲတိတ်ပြီးရုပ်ရှင်ဒီဗီဒီယိုမကြည့်ကြတဲ့အခါကျတော့မသိအခါကျတော့ကို့ကိုယ်ကပဲပေါ်လာတယ်လို့ထင်တယ်ကအဲ့အရင်အနာဆုံးပဲတကယ်တော့ဈေးရောက်ပြီးတော့မင်းတပီးလောက်တာတော့ကိုယ်ရေစူးစားခဲ့တာဘလောက်တောင်ခက်ခဲ့အသက်19နှစ်ခဲ့တဲ့အမှုပညာလောကရဲ့ရောက်လို့ဆိုတော့သက်သက်မနေတော့ဘူးပို ိုးနေပြီအဲကိုပြီးလာရနေကလည်းနေကြည့်တော့ဖြစ်တာဗာဒီကယ်ယူလို့ရှိရင်စကားရမှာကြည့်ဒီကမ္ဘာမလို့ကိုပြောကြပါတော့အမမလို့ရေရှင်းမပြောင်းကြနေရနေပါဝင်ရပါဆောင်ဆောင်ဒီလူပြန်တက်တဲ့လျှောက်မှာရှင်းနေကြတော့ဒီကမ္ဘာမကြည့်မလို့ဘူးခဲ့ပေါ့နော် ပြီးတော့ဒီဇက်အရာလည်းအရှိနေရတယ်အရေးပါတယ်တန်တကန်ကဖြစ်တယ်ကိုပြိုးနိုင်ရတော့မကြည့်ဘူးအမြဲတမ်းဟို စိတ်နေပြီမဲ့ထိရောက်တဲ့ Florida ဆိုအပူအမြန်တတိယပြီးရေပေါ့နော်အဲ့တော့ဒီလိုက်ကြည့်ကြည့်ပါအဲမတရားဆိုတာပကြီးတို့ချင်းမှာဆိုဂျင်ဖော်မှာစုပြီးပါတယ်ကိုဆိုင်စီပါတယ်နီထုပါတယ်ဆိုတော့လေဒီပြန်တွေ့ရရေပေါ့နော်ပြန်တွေ့ရပြီးတော့ဒီမောင်မိုက်ရေခေါ်တော့လေလုံးလုံးပြည်နေရမှာဟို family လို့ဖြစ်တယ်မောင်မိုက်လို့ဖြစ်တယ်ပြန်ပို့ပြီးတော့ပကြီးတို့အဆင်ပြေရေဒီဂျင်ဖော်ကမှာတော့ဒီကားမှာဒီတကားလုံးမှာဒီလူတွေဒါပါတာပကြီးတို့အဆုံစင်းညာနည်းစင်းလောက်ပဲပါဆိုတော့ ဒီကားမှာကျတော့သူတို့လေးယောက်ခြားမှာကိုဟာပြန်များတဲ့ဟာဆိုတော့စုံရတဲ့ခံနေများတယ်။ဒီကားဆက်ကဖြစ်နေဆက်လေဖြစ်တယ်ပေါ့နော်။ရှင်းနေမှရဲ့အမှုတွေရဲ့ဇက်ကိုပြန်ရိုက်တာလည်းဖြစ်တယ်။အဲဇက်ကိုတိလိုက်တဲ့အချိန်မှာကိုကဒီလိုအမှုမျိုးဆိုတာတကယ်ရှိခဲ့တာလားလို့တောင်ပြန်မရအောင် ဒါစိတ်ဝင်စားမှုကောင်းတယ်ပေါ့အပြင်မှာဒီလိုမှုမျိုးတကယ်ကြီးလားလို့တော့မသိဘူးမေးရလူတယောက်ရဲ့ချစ်ချင်းနဲ့ဒီဟောက်ပြဲမှုကဒီဘလူးကြီးမပြည့်ပြတ်ဘူးဘောနော်အော်အရင်စိတ်ဝင်စားဖို့ကောင်းတဲ့ဇက်ပေါ့နော်အော်ပါဝင်တဲ့တယောက်ဆောင်နေအကုန်လုံးကလည်း item မှာအရင်ကောင်းတဲ့ လို့ဖြစ်တယ်ပြီးတော့ driver လည်းရမ်းတော့တဲ့လူငယ် driver ဖြစ်တဲ့လူလုံးလက်လက် item လုံးလုံးရတဲ့ driver ဖြစ်တဲ့အတွက်ပေါ့နော်ဒီကားကတကယ်ကောင်းမဲ့ကားလေးလားတချို့ကြီးကြတော့ပြောမှာပေါ့နော်အရင်တော့ဟောက်ပင်တဲ့ကားကြီးပဲစိုက်တဲ့ဒီကမှာဒါကြီးကတကယ်တော့ဖြစ်ရမှန်းပေါ့နော်ဖြစ်ရမှန်းဒီမှာလည်းတကယ်ရှိရဲ့အရာကြီးအာဒီကားမှာဆိုလို့ရှိရင်တော့အဆုံးသက်ဆိုလို့ရှိရင်ဘာကြောင့်ဒီလောက်ဖြစ်သွားတယ်ဆိုရင်နောင်နိုင်နဲ့အများကြီးရိုက်ပြမဲ့ဇက်မျိုးဖြစ်တဲ့အတွက်ပြည့်စက်တွေတွေဟိုအစိတ်ဖြစ်မဲ့ဇက်မျိုးစိတ်စိတ်ပြည့်စင်မဲ့ဇက်ကားမျိုးဟော တချင်းနေရာလေးလိုက်ဝဲ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 ရလေကာတစီဝင်လို့ရတယ်ဒါခါမတပုတ်တိမပြီးတကျကိုယ့်ကိုဟိုယုံကြည်မှုမရှိရဘောနော်အဓိကဟိုဟိုစက်စက်ဒီစက်စက်လဲအဲ့လိုလုတ်တက်တာတော့မဟုတ်ဘူးဒါပေမဲ့ကိုယ်လည်းတက်ရွယ်တခုရောက်လာတဲ့အခါကျလုတ်ချင်တာလေးပေါ့လုတ်သွားချင်တာပေါ့နော်အဲ့လိုမျိုးဆို တချင်းလေးလုတ်ပြပါဘူးကြီးကဟိုအပြည့်မှာဆိုပွဲပိုင်းမှာဆိုလို့ရှိရင်အဆင်ပြေ exclusive ခန်းထဲရောက်လို့ရှိရင် exclusive မိုက်ကြီးကိုကြောက်တာဆိုတော့တချင်းကတပုတ်ကဘယ်တော့မှမပြီးဒါပေမဲ့အရန်ကြိုက်တဲ့တချင်းလေးတပုတ်ရတော့ဆိုဖြစ်တာတချင်းအသေးကိုတချင်းကိုတော့အသေးကိုမနေပါအဲ့တော့မုကတိတ်တော့မရဘူးပေါ့နော်မချင်းလေးကရန်ကောက်တဲ့တချင်းလေးမို့လို့အာဆိုချင်အမတရားဆိုချင်တာနဲ့ဆိုလိုက်တာတချင်းဆိုတာလည်းခက်ခဲတဲ့အလုပ်ပါပဲဘယ်လုံးမဆိုလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးပေါ့နော်အာတချို့ဆိုလို့ရှိရင်ကိုမလုပ်ဘူးတော့အာဒါကတော့လွယ်မှာပဲကောက်တ ုဆန္ဒပို့ခတ်တယ်ဆိုတော့အချင်းဆိုတာလည်းရင်ခတ်ပါတယ်ပချီစုပို့ဆိုရယ် like စီးရောင်းခဲ့တော့အတန်အရင်အတန်မဟုတ်တော့အတန်ကျွေးရတယ်မှာတတော့ချင်းနေဆွဲဆိုဖို့တတော့ဆင်လို့ပြေးတယ်အတော်တော်လေးကျိုးသွားအကြီး rock rock ချင်းတို့ဆိုတာများပါဘူးအကြီးကကိုလိုက်မော်ဟိုဒိုးလုံးကိုအင်းချွတ်လို့သူတို့ချင်းကိုတိုက်တာများအခါ ဟိုအိမ်မှာလည်းအကိုကြီးက solution ပြီးတချင်းတွေကြားဘူးနောက်ဝမြောက် rock ချင်းဆိုတော့တိတ်ပါတယ်။တိတ်ခွတချင်းကတော့တော်တော်လေးကိုယ်နဲ့မအဆက်တလို့ဖြစ်တဲ့အတိုင်းပဲအဲတိတ်ဟိုဘလိုပြောရမလဲဒီချိန်မှာအဲ့လိုပြင်ရပုံပြီးပတ်ဆီလည်းဘယ်သူကိုက်တဲ့အချိန်မှာတော့မအဆင်မပြေဘူးအဲ့လို all light တဲ့အခါကျရင်ယောက်ျားအတိုင်းလိုဖြစ်အဲ့အချိန်အရင်တော့ပကြည့်ဗီဒီယိုကားရဲ့အတန်နဲ့အခုအတန်နဲ့ကလုံးဝပုံမတူတော့အာဟိုဘလိုပြောရမလဲတော်တော်တကျဟိုခြီစဲပြီးကလိတဲ့ကန်နေဆိုလို့ရှိလို့ရှင်ပြည့်အတန်နဲ့ဂျိုက်လို့ ချစ်เสียမကောင်းတော့ဘူးပြင်မှာအရင်တော့ဆန်းကူကလည်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ခုနောက်ပိုင်းယောက်ျားကြီးလူလူဖြစ်သွားတယ်။နည်းနည်းလေးအဲ့အတန်ကတော့ပကြီးတွေပြဿနာနဲ့ရှိရလိုက်စီးတွေနှစ်နှစ်သုံးနှစ်អော်ခဲ့တန်နေပြီးတော့မောရေကြီးကြီးတောက်တဲ့ဟာကြီးအဲ့တန်နေကြောက်ဒီအတန်အတန်ကျိုးရေပုံတမာကြီးတက်ခါအိုးဘယ်လိုပြောမလဲချစ်เสียမကောင်းနေရပေါ့ကွယ်အဲ့လိုခံနေဒါပေမဲ့ခုနောက်ပိုင်းကကြောက်ရလဲအကျိုးအသက်ရွယ်ရရောပုံစံနေရရောခဏကိုစိုက်နေတဲ့အရာရောအကျိုးအရင်ကလေးစံကြီးချွန်းရတဲ့စီးနေတိတ်မခေါ်တော့ပါ အောင်ဘဂျိုးနဲ့ live ဖက်တဲ့ character ကိုပဲယူပြီးခေါ်ကြတာများပါတယ်။ karaoke မှာသွားဆိုမလား၊ KTV မှာဆိုမလား၊ပွဲမှာဆိုမလား၊စင်ပေါ်ဆိုအကုန်ရအိမ်မိုက်စား။ conspiracy အဲ့သူ့ကိုခနဲ့ရောက်လို့ရှိရင်ဘာကိုကြောက်မှမသိဘူး။တော်တော်ခက်ခဲအဲ့ဒီပုတော့ဒီတပုတ်လည်းပြီးပါမလားမသိပါဘူးဆိုတာပဲရှိတယ်။အာခုကကြည့်စွာဝေထိုက်ခြင်းရကတေးငင်းချင်းကိုရဲ့တချင်းဆိုတော့သူကလည်းလက်ရှိတောက်နေသေးပဲဆိုတော့လေအာအဲ့လိုဝေထားရပဲဝေထားအများကြီးပဲ ပုံမူလေရေခန်းသားတွေလည်းအများကြီးပဲအဲ့လိုမျိုးမပြီးတာပဲရှိတယ်။ဟိုအရင်တော့တပကြီးနေနဲ့အဲ့ဒီပကြီးကြိုက်တဲ့အားအဲ့လိုပုံမူလို့ဆိုရယ်စတိုင်မျိုးတွေမတည်လို့အာရှိလို့အဲ့လိုမျိုးဆိုတော့လေအရင်တော့လည်းချူချူလေးတော့မရှိပါဘူး။အခုကျဒီချစ်တခြင်းအကြောင်းတိတ်ကိုတခြင်းအကြောင်းတော့အတန်လေးနဲ့ချူပါနားထောင်ကြီးကောင်းတာဆိုတော့လေတော်တော်လေးတော့လေ့ကျင့်နေပါဘူး။ ခုတော့ယောက်ျားတန်ဖြစ်နေအဓိကဟိုအသက်ရွယ်နဲ့ခန္ဓာကိုယ်နေနဲ့မျက်နှာကြိုင်နေနဲ့ပြောဆိုအောင်လို့လေသူအရင်လူငယ်စံတဲ့ character နဲ့သိမ်းမလိုက်တော့တာနဲ့ဒီကဝိတ်ချလိုက်လို့ရှိရင်တော့မပြောတတ်ဘူးပေါ့နော်ဘာကြာ16နှစ်ကလေးကကိုနေတူအမတွေပါရိုက်လိုက်ရဆိုကိုကကလေးဘွားရိုက်တဲ့ဟာနရှားပါဟောဟိုပါဘာကြီးအသက်16 20မှာဆိုရင်တော့အဲ့လိုမျိုးအဲ့လိုအဖြူကြီးတွေရိုက်ရတာရှိတယ်ဆိုတော့လေဒီဇက်ကကြောင့်လေ ဟိုကျင်းပေါ်ထွက်သွားတဲ့အခါကျတော့ပကြည့်ကိုအဲ့လိုနေရာကိုပို့ပြင်းမြင်ညင်ကြာထင်တယ်ညင်ကြာခါကျလိုက်တယ်ပေါ့ van နဲ့လည်းလိုက်တယ်ပြောနော်ခန့်ခန့်တည်းတည်းရှိရပေါ့အဲအဲအကြောင်းကိုလည်းဒီလိုနေရာရေးအဲ့လိုရွှေရတဲ့နဲ့ပကျူဒီကာမဆိုလို့ရှိရင်ဒီပကျူရေးရဲ့အရှင်မမာဒီညာဒီပကျူထိုင်စင်ပြေမယ်ဆိုပြီးသူကစပြီးရောဖြူချပြီးခဲ့ပေါ့ရိုက်ပါတယ်ပကျူကိုအမေကလည်းရိုက်တာပဲအဓိကကိုလက်ရှိဟိုတောင်းမလို့ကျင်ကိုဝိတ်ချပေါ့ ဟိုပေါင်20လောက်ချလိုက်မလားအဲ့လိုမျိုးဒါမှမဟုတ်ကိုဇက်ကိုရွေးချယ်မလားဟိုဒီကျဲကျတော့လေဟိုမနိုင်ပြောတာစီးပွားရေးလည်းတစ်ပတ်လုံးညာဖြစ်တဲ့အတွက်ကိုနဲ့လိုက်ပတ်တယ်ကိုသက်ရွယ်နေ Okay ရယ်ဆိုရှင်တော့လူပညာကိုချစ်တဲ့အတွက်ရိုက်တာပါပဲဟိုတို့မှပဲကြီးကြီးတော့ဗီဇာလည်းပြည်လိုက်မှဖြစ်လိုက်မောင်မှဖြစ်လိုက်လို့ပဲအများကြီးရိုက်ခဲ့တာပဲဆိုပါလေ စကူရဲမုံကျမမင်းချင်းပြောမလို့ဘလို့ရှိရဲကတာပူကြရဲညတာပူကြအိတ်ကအရင်ကြီးရဆန်းဆန်းကျင်ဘက်လောကဆိုကူစီရဲထက်နဲ့ဟိုကွာဟိုမိန်ကလေးကြီးကနေပြီးယောက်ျားလေးကြီးလိုမျိုးပြန်ပူယောက်ျားလေးကြီးကမိန်ကလေးလိုမျိုးပြန်အဲ့လိုအဲ့လိုမျိုးစားဟာတာကလေးပေါ့နော်အရင်တော့ဗီဒီယိုခစ်တော့အရန်ပောက်တာအိတ်ကဘာယူလေးလည်းမယူစရာလေးနော်အလဲစူးပေါ်ဖက်ကြတော့လဲဖက်ပောက်တာပဲဆိုလာပါလားကိုရဲမုံရဲ့ရှိရဲ ။အိတ်ကတော့လည်းအိတ်တော့လည်းကြိုက်ခဲ့တာပဲဘောနော်အိတ်ကလည်းပောက်ပောက်တာပဲအိတ်တော်ဗီဒီယိုခစ်တော်ဟာလေအခုကျတော့လေရိုက်ချက်တွေပါအမြင်နေရင်တော့ကင်မရာဒီခုကင်မရာနဲ့ကြွာသွားတဲ့အခါကျတော့ကြည့်ရတမျိုးလေးတော့အချင်းမျက်နှာနဲ့ပတ်သက်ပြီး operation လုပ်တာကဘာမှမရှိဘူးမျက်နှာကြီးကြီးလာတာပဲရှိတယ်ဘော နှာခေါင်းဆိုရယ် original အတိုင်းစောင်းနေပေါ့အရင်ရုပ်ပဲဒါပေမဲ့ဘာကြည့်တော့မွန်နေဖြစ်တော့ဒီယာကြီးတွေတော့ကာလာပေါ့နော်ရုပ်ကဒီရုပ်ဟိုပါပေါ့အရင်တော့အသားလေးကညိုညိုလေးပေါ့မဲမဲလေးပေါ့ ဦးကြောင်လည်းနည်းနည်းပြင်ပြင်ဆင်တက်လာတာဒါလေးနဲ့ဆူလို့ပြဖြစ်လာပေါ့အရင်တော့ကင်မရာနဲ့အခုကင်မရာနဲ့လည်းမတူတော့ဘူးမိတ်ကက်တွေလည်းမတူတော့အရင်တော့ကျတော့ကိုကဒီကားရိုက်တယ်ရတဲ့ပတ်စံနဲ့မိတ်ကက်ဆရာလည်းမခေါ်နိုင်တော့ကိုကဟိုမိတောင်ကြီးလည်းထူကြီးအဲအဲ့လိုမျိုးလေးပေါ့အခုကျတော့ကိုပါကိုပြင်သက်ဆင်တက်လာပြီးပို့ပြီးဆင်ပြရပါတော့ရင်ကားရလာပို့ပြီးကြည့်ကြည့်ဦး MM ဆင်နေပြလို့အဲ့ခေတ်တော့အရန်လာနေတာပေါ့နော်စတော့ကင်းနဲ့ ဘာဝင်မလဲမသိဘူးပြန်ပြန်ကြည့်ပြောလေအော်လုံးက stocking နေတော်တော်ဝစ်လာခဲ့တာပဲအဲ့ခေတ်တော့လေ stocking နေပောက်တာဟုတ်အေးလို့ဒွေးကြည့်လို့လဘာကြီးမလဲမသိတော့အော်အဲ့တုန်းကတော့တတိထားမိကြရေပေါ့နော်အဲ့ဆိုပြီးကြည့်ရတော့သူတွေမထော်ကားကြည့်ရတော့ အခုခေတ်လူငယ်တွေကြတော့ဗကြီးဖုန်းကိုသိကြမှာလေသိနေပြီးတော့ Facebook နဲ့ဖုန်းနဲ့ပဲဒီတုံးနေကြတဲ့ပုံမှာအရင်တော့အာတချို့ဆိုရှားနေမှမနေ့တနေ့ကမှဈေးရောက်ပြီးတက်လာတာတော့မနေ့တနေ့ကမှနောက်ပေါက်ကတက်လာသူတော့ရပြစ်ပြီးတော့အဆုံးမဟုတ်ကွယ်တိလာဗကြီးတို့ဝင်မှာတကယ်ဗကြီးတို့လောက်ခဲ့တသန်စိတ်စုနှစ်ကိုမကတော့ဗီဒီယိုတစ်ကစ်တော့ဆိုလို့ရှိရင်ဟိုအရရဆုံးနဲ့မှပါပြီးစကဲမင်းမီနေရမှာဆိုအရရဆုံးနဲ့မှပါအဦးလူမင်းနဲ့ဆိုလို့ရှိလို့ရှိရင်လည်းမိမဖြစ်လိုက်သာသမီဖြစ်လိုက်ပေါ့အဲ့လိုအများကြီးပေါ့နော်ဟို ဒုတိယမင်းမင်းညာဆိုလို့ရှိရင်ပကြီတို့စမျက်နိုးဦးတို့ဘိုးအိမ်တို့ရင်းနာဆိုလို့ရှိရင်ထိုက်စုဝင်းတို့ဒါဆိုပကြီတို့ပကြီတို့တန်းနေရဆိုတော်တော်လေးကိုရိုက်ခဲ့ရဗီဒီယိုတစ်ခစ်ဆိုလို့ရှိရင်ပြီးတော့အဲ့လိုဟိုဘက်ကားခုတ်လိုက်ဒီဘက်ကားခုတ်လိုက်အဲ့လိုမျိုးရိုက်ခဲ့ရပါတော့နော်သူကြလည်းမမက်မိရပကြီတို့အသက်ရွယ်ပိုင်းကြတော့လည်းတချို့ရတိရအခုလူငယ်ကြတော့လည်းတိတ်ပြီးရုပ်ရှင်တွေဗီဒီယိုမကြည့်ကြတဲ့အခါကြတော့မသိအခါကြတော့ကိုယ်ကူးမှပဲပေါ်လာတယ်လို့ထင်တယ်ကအဲ့အရင်အနာဆုံးပဲတကယ်တော့ဈေးရောက်ပြီးတော့မင်းတပီးလောက်တာတော့ကိုယ်ကြီးစူးစမ်းခဲ့တာဘလောက်တောင်ခက်ခဲ့အသက်19နှစ်ကလေးအမှုပညာလောကရဲ့ရောက်လို့ဆိုတော့သက်သ တန့်မနေတော့ဘူးပိုးနေပြီအဓိကပေါ့နော်ပကြီးပကြီးသွားတဲ့လမ်းကြောင်းကကျတော့အရင်အောင်မြင်နေရလဲမဟုတ်အောင်မှရှိနေရလဲမဟုတ်ပကြီးပဲပြဒီလိုပုံမှန်လေးသွားနေရပေါ့နော်ပုံမှန်လေးသွားနေရကိုအရင်တင်းကျက်လုံလို့ရအရာကြီးဘာမှမရှိဘူးလူဆိုဖြစ်ချင်းတည်းမှဖြစ်တာဖြစ်တဲ့တွေ့သူထားပြီးရဲ့နေရာလေးမှာအောက်မစင်းသွားအောင်လို့ပဲပုံမှန်လေးတိုင်းပဲ သွားနေရပါဘူးဟုတ်အောင်မြင်တာလည်းမဟုတ်ဘူးမအောင်မြင်တာလည်းမဟုတ်ဘူးမိတချို့လိုပြောရင်တော့ချစ်တိကတိကြရပေါ့အဲအဲ့လောက်ပြီးပါတယ်ဟုတ်ဟောဒီအကယ်၍ဇလီကထူကြတဲ့ဇလီပါပြီးတော့ပုတ်ဖြည့်ပြုံးနိုင်တဲ့လူငယ်ဒရိုက်တာဖြစ်တဲ့အတွက်အကူရဲ့ရိုက်ချက်တွေဟိုအကူနဲ့ရိုက်လို့ရှိရင် dialogue တွေရလေး တူရင်းနဲ့ထိထိမိမိလေးနဲ့ကောင်းနေပုံတော့အကူအားပြီးတော့ပါဝင်တဲ့တယောက်ဆောင်လေးရောဇက်အရာရောဒီတကယ်ဖြစ်ရမှန်းလည်းဖြစ်တာရောမထင်ထားတဲ့ဇက်မျိုးဖြစ်မှဖြစ်တဲ့အတွက်ဒီကားလေးထွက်ခဲ့လို့ရှင်မရှင်ရုပ်ပြီးခဲ့လို့ရှင်အပြီးပါဝင်ဖြစ်ခဲ့